တဲ့ cancer ခရရတွေရောဒီကားထဲမှာရှိတဲ့အရာရာတွေတဏှာထက်ဒီ control လုပ်နေတာဖြစ်တဲ့အတွက် studio ထဲရောက်နေဖြစ်နေမျိုးပေါ့ karaoke ပါဆိုရအောင်ဟာပြီးတော့နော်ဆန်းလို့ဖွင့်လိုက်တာအချိန်ခေါင်းကြီးလို့ရတယ်စောင့်ဝင်တာတော့အရင်စိတ်ကျမ်းလာတယ်အဲ့ဒါကြီးကြည့်ရတာ gummy wear luxury car view သာဖြစ်ပါလိမ့် ဒီတော့နေအောင်စီမန်စီပါဒီနိုင်ငံရဲ့ကုန်ပြွေးရလက်ဆရီအားဒီဆောင်ရွက်ပါရဲ့ နှစ်ခွန်လီချစ်ဖူးဒီကဒီတရုတ်ပြည်မှာဆိုလို့ရှိရင်1985ကတည်းကဒီနိုင်ငံတော်ဒီအတွက်အရေးကြီးတဲ့ transportation တွေစပြီးတော့ထုတ်ခဲ့တာပေါ့နော်ဒီနောက်ပိုင်းမှာအခုကဟုံးရှီကဒီနိုင်ငံတကာစတင်ပြီးတော့ထိုးပေါက်နေရဖြစ်တဲ့အတွက်ဒီဟိုပေါ့ကျွန်တော်တို့ဒီ BMW တို့ Mercedes တို့နဲ့အပြိုင်ဒီဟုံးရှီရဲ့ Golden Flower Series ဆိုလို့ရှိရင်တော့သူ့ရဲ့ luxury ဆန်မှုတို့ 要光复 t 标屏幕里，话，先看，不要 t o 他皮的段。第红旗的劳斯莱斯呢？第劳斯莱说呢？一整个偷买罗多用真东西摆的。然后，南京那个公司想来多少？第一家里面调查发现，嗯嗯嗯嗯嗯、我们甚至对标劳斯莱斯以及其他更豪华的一些品牌。 ကတော့ HS7 မူးနဲ့အောင်ရင်လေ HS7 ကားကိုအာကြော်ညာပေးရတာပေါ့နော်ဆိုတော့ကျွန်တော်တော့ IQ ပဲဒီဟောစီပါစေ H7 H9 ရောသောဘော်ဒိုမြန်မာမြန်မာနိုင်ငံမှာ အဲ့ဆက်7နေစပြောတယ်အဲ့ဆက်7အသာချက်ကတော့သူက engine ကားပေါ့နော်ဒီက engine ကားဖြစ်တော့ 3.0 super charge ဖြစ်တယ်အဲအာသာချက်ကဘယ်လိုလဲဆိုတော့ဒီကားကိုမောင်းနေလိုက်တဲ့အချိန်မှာမှုတွေအများကြီးပါတယ်ဟိုမှုရှင်မျိုးပေါ့အဲ့ရှင်မျိုးမှာမှဟိုလမ်းကျန်းကိုသွားရင်လမ်းလမ်းကောင်းအောင်ပဲသွားလမ်းကျန်းအောင်ပဲသွားသွား off road ပဲမောင်းမောင်းအဲဒီ downtown area ရဲ့ဒီမျိုးတွေမှာပဲပတ်မောင်းမောင်းမှုတွေအများကြီးချင်းလို့ရတဲ့အတွက်ကြောင့်မောင်းရဲလူကိုစိတ်ချနေမှုပို့ပြီးတော့ရစီရဲလို့ကျွန်တော်ခံစားရတယ်ပေါ့နော်အဲ့ဒါကတော့ဒီကားရဲ့အာသာချက် ာ charge point zero engine ဖြစ်တဲ့အတွက်ကြောင့်သူက kilometer 120နဲ့140မှာတော့တော့တုံခါမှုရှိပြီပေါ့နော်ဆိုတော့အဲ့ဒါကလည်းသူရဲ့အသာချက်ပဲပြီးတော့ speaker ရေဆိုလို့ရှိရင်14လုံးလောက်ပါတော့ခါကျ studio room နဲ့ရောက်သွားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒီအချက်တွေကလည်းအသာချက်ပါအဝေးကြီးဘိုးဘိုးဘယ်ဘရန်ဒ်ဘက်စတာဖိုင်နိုဘတ်စင်အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ဟုတ်ကြည်အဲ့ဒီ Q9 2.0တောက်ပေါ်မှာကျွန်တော်ကအဓိကအနေနဲ့ဒီ panoramic ဒီဆမ်ရူပေါ့နော်အဲ့တော့ကျွန်တော်အရင်ကြိုက်တယ်ဘောက်လက်ဆိုတော့သူကအထက်ဝင်လိုက်တာလည်းဟိုဆမ်ရူကိုဖွင့်လိုက်တာလည်းအကျဉ်းခေါင်းကြီးကိုရေးရတယ်စောင်းဝင်တာလည်းဟိုအရင်စိတ်ချမ်းသာတယ်အဲ့ဒါကြီးကြည့်ရတာဒီကတခုအရင်ကြိုက်တယ်ပြီးတော့ sound system ပေါ့ sound system မှာဆိုရင်သူကတိုင်းရောက်တွေကို sound system ကိုတုံးပြထားဖြစ်တဲ့အတွက်ကြောင့်မလို့ထွက်လာတဲ့တန်လေးကလည်းကြည်လင်းပြတ်သားပြီးတော့အရင်နားထောင်လို့ကောင်းတယ်ပြီးတော့သူရဲ့ test screen ကနေပြီးတော့ဒီကားထဲမှာရှိတဲ့အရာရာတွေကို တဏှာဖက်ဒီ control လုပ်နိုင်တာဖြစ်တဲ့အတွက်အရန်အဆင်ပြေတယ်။ကျွန်တော်ကအဲ့ကိနိုင်မှာကျွန်တော်ကယောက်ျားလေးမျိုးလို့ထင်တယ်အဲ့လို driver mode ကိုဒီဆက်လို့အဲ့ကိနိုင်မှာသူက driver mode လေးလေးပါ comfort တော့ sport တော့ဒီ podcast နဲ့စသဖြင့်တို့ရဲ့စိတ်တိုင်းကြ option ကိုရွေးချယ်ပြီးတော့မောင်းနေလို့ရအဲ့ဒါလည်းဟိုအရန်ကြိုက်တဲ့အချက်တော့ပါနော်ကမ္မောရဲ့လို sound system ကြီးကြိုက်ကြတာလေနော်ဆိုတော့ဟာ dynamic feel အဲ့ဒီဒိုင်နမစ်သင်ရင်ကိုရတယ်ပေါ့ဟိုမှာကျွန်တော်တို့မောင်းလိုက်တာအဲ့ဒိုင်နမစ်သင်ရင်ကိုတန်းရရှိတယ်ပေါ့လူငယ်တွေလည်းဒါစပေါ့တိုက်ကြိုက်တဲ့လူငယ်တွေဆိုလည်းကြိုက်တယ်ပြီးွားရင်လူကြီးမောင်းရင်လည်းဘာဖြစ်လဲလက်ချရီမူးနဲ့စီးရီမူးနဲ့လည်းရတယ်လူငယ်ဆက်ကြည့်လည်းရဟုတ်ကြည့်တော့ဟာဒါဒီအခုလောရှိမှာတော့မြန်မာနိုင်ငံကိုဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့ဟုံးချီရဲ့ luxury brand တစ်ခုဖြစ်တဲ့ H29 နဲ့ HS7 ကိုစတင်ပြီးတော့မိတ်ဆက်တာပဲဖြစ်ပါတယ်ဒီ H29 ကဆိုလို့ရှိရင်တော့ဒီ luxury ဆန်ဆန်သူက business ဒီစီးလို့ရတဲ့ကားမျိုးစားကိုမိဆက်ပြီးတော့ H7 ဆိုလို့ရှိရင်တော့5 seater 7 seater ပါတဲ့ SUV တိုင်းမျိုးစားကိုကျွန်တော်တို့မိဆက်တာဖြစ်ပါတယ်။နောက်အနာဂတ်မှာလည်းဒီစီးကားတွေဖြစ်တဲ့ဒီ HS5 HS3 တွေကိုလည်းမိဆက်ပြီးတော့ပြီးပြီးတော့ Honchi ရဲ့ EV Hybrid သူတို့ပြီမှာလည်းအမြဲတမ်းသုံးနေတဲ့ luxury brand တစ်ခုဖြစ်တဲ့ ESH5 ကိုလည်းသူကမိတ်ဆက်ပြီးမှရဖြစ်ပါတယ်ပြီးတော့နောက်နောက်မှာလည်းဒီ home chain နဲ့ပတ်သက်ပြီးတော့အကောင်းဝင်ဆုံးတော့ luxury sand နဲ့ product တွေကိုလည်းမိတ်ဆက်ဖို့သူတို့ plan ထားပါတယ်ပြီးတော့မြင်နေရလား

ျွန်တော်ဒီကျွန်တော်ကားနှမျိုးပဲလောဆက်နှမျိုးပဲဆိုနှမျိုးလုံးရတော့ကောင်းတော့ဟုတ်တယ်ဒီရရေးလိုက်တာနှစ်လုံးရေးတာလောက်ပြီးပါပြီနှစ်လုံးချိန်တယ်အော်ဘလို့ရှိလဲဆိုဆွမ်းနာပြောလို့ပဲ SUV type luxury လဲဖြစ်တယ်ပြီးရင်ဟိုအထက်မှာ fashion တွေကအရင်စုံတယ်စုံတဲ့ခါကျတော့စီးရအချိန်မှဖြစ်မောင်းတဲ့အချိန်မှဖြစ်တကယ် luxury ဖြစ်ပြီးတော့တက်တော့တက်တော့ဖြစ်စေတယ် 售后这一块一直是我们非常关注的。ဒီ after pay ဆက်ပေးမှာလဲသူကဒီနိုင်ငံတကာမှာရောဒီမှာရောအများကြီးကိုပြင်ဆင်ထားတာရှိပါတယ်။ဒီ accessory နဲ့ပတ်သက်ပြီးကိုးထောင်နေတဲ့ကျွန်တော်နေရာအများပြားရှိပါတယ်။ဒီ accessory တွေလည်းအရေအတွက်တုံနောက်ဆိုတာပြင်ဆင်ထားပြီးတော့ဒီ after pay ဆက်ပေးပိုင်းမှာဆိုလို့ရှိရင် marketing after sales တဲ့ကိစ္စတွေ training တွေလည်းကျွန်တော်တို့အများနဲ့အစဉ်ဆက်မပြတ်တာပေးနေရတာဖြစ်ပါတယ်။

ရဲ့ဒီ customer တွေကိုဘုံချီရဲ့ after sale service ကိုတခြားတခြား brand တွေရဲ့ after sale service နဲ့မတူအောင်ကိုကျွန်တော်တို့ပြုလုပ်ထားပါတယ်တိစောက်ထားပါတယ်အဲ့တော့တခြားလူတွေနဲ့တခြား brand တွေနဲ့ရှင်နေဆိုလို့ရှိရင်ဒီဘုံချီရဲ့ after sale service ရဲ့တမှုထူးခြားနေရာကိုခန်းစားစေအောင်ကျွန်တော်တို့စီစဉ်ထားပါတယ်ခင်ဗျာ ရောင်းအားလည်းဒီထက်ပိုပြီးတော့ကောင်းပါစေလို့ဆုမတော်တောင်းပန်လိုက်ပါတယ်ရှင်။များများရောင်းရပါစေဒူကြိုက်များပါစေနောက်တစ်ခုကကျတော့ဒီအတိုင်းမှာအဲဒီ H7 ကားလေးတွေအများကြီးတွေ့ရပါစေလို့ဆုတောင်းပေးပါတယ်။ဒီလိုပဲပေါ့အကုန်လုံးပေါ့နော်။ရောင်းကောင်းပါစေ။ဘာလို့ဘူးလို့ပြောတယ်လို့ပဲအများနဲ့ဒီထက်ပိုပြီးတော့အောင်